အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ22ရက်နေ့ကနေ31ရက်နေ့အတွင်းကာလဟာရန်တိုက်ခံများနဲ့ထိတိုက်တွေ့မယ်မူလစီစဉ်တာတစ်မျိုးလက်တွေ့တစ်မျိုးဖြစ်မယ်ဘာမှကြိုတင်ပြင်ဆင်ထားလို့မရနောက်ကိုကလုံးချင်တဲ့ကိစ္စတွေမှာနှောင့်နှေးတတ်တယ်ပေါ်ပေါက်လာတဲ့ခွင့်ရည်တွေကိုလက်တွေ့သုံးချပြီးအောင်မြင်အောင်လုပ်ရင်တော့ထူးထူးခြားခြားကောင်းတဲ့ကံတွေရှိမယ် ဆက်ပစ္စည်းလျှက်စစ်ပစ္စည်းရဲ့ပျက်စီးများမယ်တင်းစဲထားတဲ့ငွေတွေထုတ်သွင်းရတတ်တယ်ရပ်တန့်ထားတဲ့လူတွေကိုလည်းပြန်လည်စတင်နိုင်နေမယ်ပြဿနာဟောင်းတွေလည်းပြန်ဖြေရှင်းနိုင်နေမယ်လုပ်ငန်းစစ်တွေကိုလည်းပြန်လည်ဆောင်ရွက်နိုင်ခြင်းနဲ့အကျိုးပေးခြင်းတွေရှိလာမယ်ဘေးဒီမေးခြင်းတဲ့အကြောင်းတွေပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုတိုင်ကိုကြလူတွေလာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ် ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းတွင်ပြပါတယ်။ဘယ်၂၂ရက်နေ့ကတော့ရန်တိုက်ခတ်နေတဲ့ထိတိုက်တွေ့ရနေမယ်။၂၃ရက်နေ့မှာအလုံးစုံကောင်းချင်းကန်တဲ့တိုးတက်ချင်းကန်နေရှိမယ်။ရည်မှန်းချက်သိအောင်မြင်မယ်။24ရက်နေ့မှာရှင်ပြိုင်မှုမသမျှအောင်မြင်မယ်။ခဲခဲကြထိုးပေါက်ပြီးတိုးတက်မယ်။25ရက်နေ့မှာငွေကြေးကန်လုပ်ငန်းကန်စီးပွားကန်အထူးကောင်းနေမယ်။ 26ရက်နေ့မှာရှင်ပြန်မှုမမြောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြုံမယ်29ရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်28ရက်နေ့မှာအမျိုးသမီးမိတ်ဆွေကြီးခဲ့ဒုက္ခထာငါနေကူညီရမယ်စမ်းပွင့်မယ်29ရက်နေ့မှာခီးကံကောင်းမယ်ပြောင်းလဲကံကောင်းမယ်အရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်တယ်30ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းကြုံမယ်31ရက်နေ့မှာအတိုက်ခံနေကြတဲ့ကဖြတ်သန်းပြီးလိုရာကိစ္စတွေဆောင်ရွက်အကျိုးပေးနိုင်မယ် ကြာသာပတိနေ့သောကြံနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်တင့်ငါးကိုကနန်းနေ့ကျိုးပေးတယ်အနီရောင်ချက်သွေးရောင်ပန်းရောင်တို့ကိုဝတ်ဆင်သောဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါမေလ29ရက်နေ့မှာခေါင်းစည်းခေါင်းစော်ပြုတ်လိုက်ပါထူးခြားသောကောင်းခြင်းကံတွေရရှိပါလိမ့်မယ်ကျေးဇူးတင်ပါတယ်